မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့ဘဝကိုအားရင်အစ်စ်တွေနဲ့ပြည့်စုံမယ်ဘလို့အခက်ခဲတွေနဲ့ပဲရင်ဆိုင်ရပါစေအိမ်မက်တွေကိုလက်မလွတ်ကဲဆက်လက်ရှောင်လန်းဖို့တင်ကန်းစာပေးမယ်နှလုံးသားကိုထိမိစေမယ်အမခန်းရုပ်ရှင်တကားအကြောင်းကိုပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့2006ခုနှစ်မှယုံတင်နေပြီးဝီစမစ်ရဲ့အကောင်ဆုံးတရုတ်ဆောင်မှုတွေတွေကတကားလို့ထပ်မှတ်ခံရတဲ့ The Pursuit of Happiness ဆိုတဲ့ရုပ်ရှင်ကပဲဖြစ်ပါတယ် ဒီဆက်ကဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကိုယုံကန်ရင်သူ့သားလေးအတွက်အကောင်းဆုံးဘဝတစ်ခုကို ဖန်တီးပေးဖို့ကြိုးစားခဲ့တဲ့ခရစ်ဂါဒနာဆိုတဲ့လူတစ်ယောက်ရဲ့ဖိယမန်ဘဝဇာတ်ကြောင်းကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဒီဇလန်ရဲ့အထက်ဇာတ်ကောင်ခရစ်ဂါဒနာဝီစမစ်ဟာ1981ခုနှစ်ဆန်ဖရန်စစ္စကိုမြို့မှာနေထိုင်ပြီးသူ့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ယုံကန်နေရသူကြောက်ပါ။ သူဟာသူ့ရဲ့စူဆောင်းဝေးအလုံးကိုခန္ဓာကိုယ်အယိုးတိတ်တီစာတိုင်းလာတဲ့ဆက်တွေဝယ်ပြီးပြန်ရောက်ဖို့ယင်းနီးမြုံနှံခဲ့ပါတယ်။ဒီဆက်တွေဟာကောင်းတယ်လို့သူယုံကြည်ခဲ့ပေမယ့်တကယ်တမ်းကျတော့ရောင်းရဖို့အလွန်ခက်ခဲနေခဲ့ပါတယ်။နေစဉ်ဘဝမှာအမြဲတမ်းပတ်စံကြည်ရခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ခရစ်ဟာသူ့ရဲ့ဇနီးလင်ဒာနဲ့အတူသားလေးခရစ်စတိုဖာဂျူနီယာနဲ့အတူနေထိုင်နေတာပါ။ဒီလိုစီးပွားရေးမပြေလည်မှုတွေကသူတို့မိသားစုရဲ့ဆက်ဆံရေးကိုလည်းတဖြည်းဖြည်းပိုဆိုးလာစေခဲ့ပါဗျ လင်နာဟာလည်းစိတ်ဖိစီးမှုတွေနဲ့ယဉ်ဆိုင်ရင်းနောက်ဆုံးမှာတော့နယူးယောက်ကိုထွက်ခွာပါဖို့ဆုံးဖြတ်ပြီးတားလေးကို ခရစ်နဲ့အတူထားခဲ့ပါတယ်ဒီလိုနဲ့ခရစ်ဟာတကိုတင်းဖခင်တယောက်အနေနဲ့တားလေးကိုပြူးစုဆောင်းရှောင်းရင်းသူ့ဘဝကိုယုံကန်ရတော့မယ့်အခြေအနေကိုရောက်ရှိခဲ့ပါတယ်ခရစ်ဟာသူ့လေအယိုးတိတ်တိတ်ဆာတိုင်းတာဆက်တွေကိုရောင်ဟိုလိုက်လံခန်းလန်းနေရင်းနဲ့တနေ့မှာအနီးရောင်ဖရာရီကားနဲ့ဆင်းလာတဲ့စတော့ရှယ်ယာပွဲစားတအုပ်ကိုတွေးလိုက်ရတဲ့အခါ သူ့ဘဝအတွက်လမ်းသစ်တစ်ခုကိုစတင်ဆင်းလှမိခဲ့ပါတယ်။သူဟာဒိန်းဝင်တာရီနိုဆိုတဲ့ထိတ်တန်းစတော့ရှယ်ယာကုမ္ပဏီတစ်ခုမှာအလို့သင်ရှော့ထားဖို့ကြိုးစားခဲ့ပါတယ်။ဒီမှာသူဟာမန်နေဂျာကအူးနဲ့တွေ့ဆုံပြီးတက္ကစီပေါ်မှာရူဘစ်ကူဖြစ်ရှင်းကြရင်သူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုကိုပြသနိုင်ခဲ့ပါတယ်။အလုပ်အင်တာဗျူးကိုအင်ငားမပေးနိုင်မှုကြောင့်စေးစွန်းနေတဲ့အဝတ်အစားတွေနဲ့သွားရောက်ခဲရတဲ့မြင့်သူ့ရဲ့ရိုးသားမှုနဲ့ထမြက်တဲ့စကားပြောဆိုမှုတွေကြောင့် 6လကြာအလုပ်တင်ရဓုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလောက်ကလစာများပဲအလုပ်တင်90အထက်ကမှတယောက်အထက်ကိုသာရဓုအမြဲတမ်းပေးမှာဖြစ်ပါတယ်။ဒါဟာခရစ်အတွက်ကြီးမားတဲ့စင်ခေါ်မှုတစ်ခုပါပဲ။အလုပ်တင်အနေနဲ့လစာမရပဲသူ့ရဲ့ bank account ကိုလည်း IRS ကသိမ်းဆည်းခဲ့တဲ့အတွက်ခရစ်ရဲ့ဘဝကပိုပြီးတော့ခက်ခဲလာပါတော့တယ်။နောက်ဆုံးမှာတော့သူတို့သားဘက်နှစ်ယောက်ဟာအင်ကားမပိတ်နိုင်တော့တော့ အိမ်ကနေနင်းထုတ်ခတ်လိုက်ပြီးအိမ်ဟာမဲ့ဘဝကိုစတင်ရောက်ရှိခဲ့ကြပါတယ်။သူတို့တားဖတွေဟာညာဘက်ဆိုရင်ခိုးလုံရေစခန်းနေတခါတလေဆိုရင်မြေအောက်ယထာဘူယုံကအများသုံးတန့်ရှင်ရက်နေမှာခူအောင်းနေထိုင်ခဲ့ကြရတယ်။ဒီလိုအချိန်ဒီမျိုးမှာတော့ခရစ်ဟာသူ့သားလေးကိုဒီအချိန်တွေကိုမတိအောင် ပုံပြနေပြောပြီးဖုံးခွဲခဲ့ရတယ်။တန့်ရှင်ရက်နေမှာသားလေးနဲ့အတူအိမ်နေရတဲ့အချိန်မှာတော့တကားကိုလုံကျုံအောင်ပိတ်ထားပြီးသားလေးကိုရင်ခွင်နဲ့ထက်ပြီးငိုကြွေးနေတဲ့သူ့ရဲ့ပုံရိပ်က ပရိသတ်တွေကိုအသေးနှလုံးကိုလှုပ်ရှားစေခဲ့ပါတယ်။ခရစ်ဟာသူ့ရဲ့အလုပ်တင်တာဝန်တွေကိုစိတ်ရောကိုယ်ပါမြုပ်နှံတီစူးစမ်းခဲ့ပါတယ်။သူဟာတနေ့ကိုနိုင်ရီပေါင်းများစွာအလုပ်လုပ်ရပြီးအခြားအလုပ်တင်တွေထပ်ပိုမျိုးစူးစမ်းခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေကိုလင်းရန်မြန်မြန်ပြုလုပ်ပြီးဖောက်ခံများစွာကိုဆွဲဆောင်နိုင်ဖို့စူးစမ်းခဲ့ပါတယ်။သူဟာသူ့တာလီခရစ်စတိုဖာကိုမင်းမအိမ်မတစ်ခုရှိတယ်ဆိုရင်အဲ့ဒီဟာကိုကာကွယ်ရမယ် အခြားလူတွေမလုံနိုင်တဲ့အခါမှာသူတို့ကမင်းကိုလည်းမလုံနိုင်ဘူးလို့ပြောလိမ့်မယ်။မင်းတခုခုကိုလိုချင်ရင်သွားယူလိုက်။ဒါပဲဆိုတဲ့စကားလုံးတွေနဲ့အမဲတမ်းတင်ကြပေးခဲ့ပါတယ်။ချုံလက်ကြအလမ်တင်ကာလရဲ့နောက်ဆုံးနေ့မှာတော့ခရစ်ဟာသူ့ရဲ့ကန်တမာကိုဆုံးဖြတ်မဲ့နောက်ဆုံးအင်တာဗျူးကိုရင်ခွန်စွာနဲ့ရင်ဆိုင်ခဲ့ရတယ်။နောက်ဆုံးမှာတော့ကုမ္ပဏီကသူ့ကိုအမဲတမ်းရာထူးပေးရဖို့ဆုံးဖြတ်လိုက်တဲ့အခါခရစ်ဟာဝမ်းသာလွန်းလို့မေးလီရင်ကြဆင်းခဲ့ပါတယ်။အင်တာဗျူးခန်းလေးကထွက်လာပြီး လမ်းပေါ်မှာရှောင်းလိုက်ရင်သူဟာပျော်ရွှင်စွာလက်ခုပ်တီးပြီးသူ့ကိုသူအောင်ပွဲခံခဲ့ပါတယ်ခရစ်ဂါဒနာရဲ့ဇလံဟာဘောရဲ့ဘလူးခက်ခဲကြမ်းတမ်းတဲ့အခြေအနေဒီမှာပင်ရောက်နေပါစေဇွဲမလျှော်ပဲဆက်လက်ကျူးစားရင်အိမ်မက်တွေဟာအကောင့်ထေပေါ်လာနိုင်တယ်ဆိုတာကိုပြတာနည်းတဲ့သက်တည်ပါပဲသူဟာအိမ်ရမက်ဘဝကနေစတင်ခဲ့ပြီးနောက်ဆုံးမှာတော့ Wall Street မှာအောင်မြင်တဲ့ Stock Share ပွဲစားတဲ့အောင်နောက်ပိုင်းမှာကိုပိုင်း Community ထောင်နိုင်ခဲ့တဲ့လုပ်ငန်းရှင်အူဖြစ်လာခဲ့ပါပဲ ဒီရုပ်ရှင်ရဲ့နာမည်ထက်တဲ့ The Pursuit of Happiness မှာ happiness ဘီစလုံးပေါင်းမားနေတာဟာလေပျော်ရွှင်မှုကိုအမြဲတမ်းလိုက်လံရှာခွေနေရတာမျိုးထက်တဲ့ဆိုတဲ့အတိတ်ပဲကိုစောင့်နေတာကြောင့်ပါကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့တောင်းဆိုရင်းနောက်ထပ်စိတ်ဝင်စားစရာရုပ်ရှင်ပြန်လည်သုံးသပ်မှုတွေနဲ့ပြန်လာခဲ့ပါမယ်အလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ